မင်္ဂလာညချမ်းပါရှင်11ရက်တရက်ဇွန်လ10ရက်နေ့ညပိုင်းသတင်းဒါရိုက်ထုတ်လွှင့်မှုကို ပြန်လည်ပြီးတော့စတင်ပေးပါတော့မယ်ဒီကနေ့ညမှာတင်ဆက်ပေးမယ့်သတင်းတွေကအင်အားပြင်းငလင်ကြီးဤနောက်ဆက်တွဲငလင်အဖြစ်မန္တလေးတိုင်းဒေသကြီးတွင်ယနေ့တမနက်ထဲငလင်နှစ်ကြိမ်လှုပ်ခတ်ဆိုတဲ့သတင်းဘန်ကောက်မြို့ရှိဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင်မြေပြိုကျသဖြင့်မြမအလုသမားတအူးတေဆုံးဆိုတဲ့သတင်း ဂရတာတန်ပတ်လိုက်ပါလာသည့်ဂါဇာထောက်ပံ့ရေးတင်မောကို အစ္စရေးကဂျားဖြတ်ဖမ်းဆီးဆိုတဲ့တဲ့ကိုလံဘီယာနိုင်ငံအလဲပိုင်း၌မဂနီကျူ6.3ရှိအားကောင်းသောမြေငလျင်လှောက်ခတ်ခဲ့တာကြောင့်အဆောက်အုံအချို့ပျက်စီးခဲ့ရပြီးပြည်သူများလမ်းများပေါ်ပြေးထွက်ခဲ့ရဆိုတဲ့တဲ့ဝူအသင်းမှအယ်ဂျီးရီးယားနောက်ခံကစားသမားအိုင်နူရီကိုမက်ဆီဒီအသင်း2030ပြည့်နှစ်အထိစာချုပ်ချုပ်ဆိုတဲ့တဲ့စားတဲ့တဲ့ကိုတင်ဆက်ပေးပါမှာ ဥဆုံးနေတယ်။အင်အားပြင်းငလျင်ကြီးဤနောက်ဆက်တွဲငလျင်အဖြစ်မန္တလေးတိုင်းဒေသကြီးတွင်ယနေ့တနမနက်ထဲငလျင်နှစ်ကြိမ်လှောက်ခတ်ဆိုတဲ့တဲ့ကိုတင်ဆက်ပေးပါမယ်။အင်အားပြင်းငလျင်ကြီးရဲ့နောက်ဆက်တွဲငလျင်အဖြစ်မန္တလေးတိုင်းဒေသကြီးမှာဒီကနေ့ဇွန်လ10ရက်တမနက်ထဲမှာပဲငလျင်နှစ်ကြိမ်လှောက်ခတ်ခဲ့တယ်လို့မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ပါတယ်။ ဒီနေ့ဇွန်လ10ရက်မနက်3:00ခန့်မှာနထိုးကြီးမြို့ရဲ့အရှင်းမြောက်ဖက်3မိုင်ခန့်အကွာ အနက်15ကီလိုမီတာကိုဗဟိုပြုပြီး Richter scale 0.1အဆင့်ရှိတဲ့ငလျင်လှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။အလားတူမနက်6:12မိနစ်မှာမတ်တရားမြို့ရဲ့တောင်အနောက်တောင်ဘက်၈မိုင်ခန့်အကွာအနက်12ကီလိုမီတာကိုဗဟိုပြုပြီး Richter scale 3.2အဆင့်ရှိတဲ့ငလျင်တစ်ခုထပ်မံလှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။အင်အားပြင်းငလျင်ကြီးလှုပ်ခတ်မှုအပြီးမှာနှုတ်ဆက်တွဲငလျင်ငယ်တွေအဖြစ်189ချိန်အထိလှုပ်ခတ်ခဲ့တယ်လို့မိုးစလကထုတ်ပြန်ထားပါတယ်။ မလ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အားအလွန်ပြင်းထန်တဲ့ငလင်တန်ကိုပြင်းထန်စွာခန်းဆားခဲ့ရတဲ့တိုင်းဒေသကြီးနဲ့ပြည်နယ်6ခုရုံးမှာဇွန်8ရက်အထိသေဆုံးသူ3940ဦးထိခိုက်ဒဏ်ရာရရှိသူ9104ဦးနဲ့ပျောက်ဆုံးသူ66ဦးရှိတယ်လို့ပြန်ကြားရေးဝန်ကြီးဌာနရဲ့သတင်းထုတ်ပြန်ချက်အရသိရပါဗျ။ဆက်လက်ပြီးဘန်ကောက်မြို့ရှိဆောက်လုပ်ရေးလုပ်ငန်းခွင်တခုတွင်မြေပြိုကျသဖြင့်မြမအလုသမာတအူးသေဆုံးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ထိုင်းနိုင်ငံဘန်ကောက်မြို့မှာရှိတဲ့ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာမြေပြိုကျတဲ့အတွက်မြန်မာအလုံသမားတအူးသေဆုံးခဲ့တယ်လို့ဘန်ကောက်ပို့စ်မှာသတင်းဖော်ပြထားပါတယ်။မြေပြိုကျခဲ့တဲ့နေရာကဘန်ကောက်မြို့ရာမတူလန်အပြင်ဘက်ချမ်းမှာရှိတဲ့အထက်မြင့်အမြန်လန်းဖောက်လုပ်ရေးဆောင်ရဲ့တစိတ်တပိုင်းဖြစ်တဲ့နေရာမှာဖြစ်ပြီးမြေပြိုမှုကြောင့်ကွန်ကရစ်ပြားပြုတ်ကျပြီးမြန်မာလူသားတအူးပြိမိပြီးသေဆုံးခဲ့တာပါ။ တည်ဆုံးသူမြန်မာလူသားဟာအသက်39နှစ်အရွယ်ရှိပြီး၃မီတာအနက်ရှိတဲ့မြေကျင်းအောက်ခြေရှုံရည်ထဲမှာတစ်စိတ်တစ်ပိုင်းနှင်းမြုပ်နေကြတာကိုကယ်ဆယ်ရေးအဖွဲ့တွေကတွေ့ရှိခဲ့ကြောင်းကယ်ဆယ်ရေးလူသားတွေကရေတွေကိုဆုပ်ထုတ်ဖို့စူးစမ်းခဲ့ပြီးမှသာ၎င်းကိုကယ်ဆယ်နိုင်ခဲ့ကြောင်းဒီလိုဒဏ်ရာတွေရရှိခဲ့တဲ့မြန်မာလူသားကိုကယ်ဆယ်နိုင်ခဲ့ပြီးဘန်ကောက်နိုင်စေးရုံကိုတင်ပို့ခဲ့ပေမဲ့ရရှိတဲ့ဒဏ်ရာတွေကြောင့်တည်ဆုံးခဲ့ကြောင်းသတင်းမှာဖော်ပြထားပါတယ်လောက်ဖို့ကင်ဘက်တွေရဲ့ပြောကြားချက်အရ၎င်းတို့အလုံးလုံးနေစဉ်ရုတ်တရက်မြေပြိုကျခဲ့ရာ အောက်ခြေမှာအလုပ်လုပ်နေတဲ့မြန်မာလူသားဟာမြေကြီးနဲ့ကွန်ကရစ်အကြောင်းမှာနှင်းမြုပ်နေကြတာဖြစ်ကြောင်းသတင်းမှာဆက်လက်ဖော်ပြထားပါတယ်။မြေပြိုကျောင်းမှုဖြစ်စဉ်နဲ့ပတ်သက်ပြီးထိုင်းအာဏာပိုင်တွေက လုပ်ငန်းခွင်ကြီးကြပ်ရေးမှုနဲ့မျက်မြင်သက်သေတွေကိုစစ်ဆေးလျက်ရှိတယ်လို့သိရပါတယ်။နိုင်ငံတကာသတင်းကိုဆက်လက်ပြီးတော့တင်ဆက်ပေးပါမယ်။ဂရက်တာတပ်ဖက်လိုက်ပါလာသည့်ဂါဇာထောက်ပံ့ရေးသင်္ဘောကိုအစ္စရေးကဂျားဖြတ်ဖမ်းဆီးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ရာသီဥတုအရေးတကြွလှုပ်ရှားသူဂရတာတန်ဖတ်ပါဝင်အထင်ကရလူအချို့ လိုက်ပါလာတဲ့ဂါဇာထောက်ပံ့ရေးသင်္ဘောကို အစ္စရေးကကြားဖြတ်တားဆီးပြီးလိုက်ပါလာသူတွေကို ထိမ့်သိမ်းခေါ်ဆောင်သွားခဲ့ပါတယ်အစ္စရေးစစ်တပ်ကဖမ်းဆီးလိုက်တဲ့မတ်လီယန်သင်းမောပေါ်မှာဂရတာတန်ပတ်အပြင်ဂိန်းနော့သရုံတရုတ်ဆောင်အယာလန်မင်သားလီယန်ကန်နီဟမ်နဲ့ဥရောပပါလီမန်အဖွဲ့ဝင်ပြည်သင်းနိုင်ငံသားရီမာဟက်ဆန်တို့လိုက်ပါလာခဲ့ပါတယ်။ တင်မောကဣသရေကန်ဆက်ကိုဘေးကင်းကင်းနဲ့ရောက်လာပါတယ်။ပါလာတဲ့သူတွေကတော့သူတို့ရဲ့မိခင်နိုင်ငံတွေစီပြန်ကြရမှာပါလို့ဣသရေနိုင်ငံသား၏ဝင်ကြီးဌာနကဇွန်9ရက်မနေ့အစောပိုင်းမှာအိတ်လိုမိုကွန်ရက်မှာကြေညာခဲ့ပါတယ်။လိုက်ပါလာသူတွေလိမ္မော်ရောင်တက်ကဲအင်ကြီးတွေဝေပြေးဘေးကင်းရှင်ထိုင်နေပုံဣသရေစစ်သားတို့က၎င်းတို့ကိုရေနဲ့ပေါမုတ်တွေကမ်းပြီးနေပုံကိုမြင်ရတဲ့ဗီဒီယိုကိုလည်းဣသရေနိုင်ငံသား၏ဝင်ကြီးဌာနကထုတ်ပြန်ခဲ့ပါတယ်။ တင်မောနဲ့အဆက်အသွယ်ပြတ်သွားပြီးတဲ့နောက် FFC အဖွဲ့ကဂရက်တာတန်ဘတ်တို့အဖွဲ့ဂျိုတင်ရဲ့ကူးထားတဲ့ဗီဒီယိုကိုချပြခဲ့ပါတယ်။တကယ်လို့ဒီဗီဒီယိုကိုသင်တို့တွေ့ရပြီဆိုရင်နိုင်ငံတကာရေးပြမှာငါတို့အဖွဲ့ကိုအစ္စရေးတပ်တွေကဒါမှမဟုတ်အစ္စရေးကိုထောက်ခံတဲ့အဖွဲ့တွေကတားပြီးပြန်ပေးဆွဲလိုက်ပြီးလို့ဂရက်တာတန်ဘတ်ကဗီဒီယိုထဲမှာဆိုထားပါတယ်။ဒီသင်မောကိုကြော်ကြားသူတွေလိုက်ပါလာတဲ့ဆယ်ဖီသင်မောလို့အစ္စရေးကသုံးနှုန်းပြောဆိုပြီးဂါဇာကိုဒီသင်မောရောက်မလောက်အောင်တားမယ်လို့အကြိမ်ကြိမ်ပြောခဲ့ပြီးသားဖြစ်ပါတယ်။ ၎င်းတို့အဖွဲ့ကမီဒီယာအယုံဆိုင်အောင်ကြိုးပမ်းခဲ့ပြီးဒဂရီသောရည်ရွယ်ချက်ကနာမည်ကြီးဖို့ဖြစ်ပါတယ်။ဂါဇာကိုထောက်ပံ့ရေးပစ္စည်းတွေပို့ဖို့နည်းလမ်းများစွာရှိတယ်လို့လည်းအစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာနကပြောပါရတယ်။အရန်အနေနဲ့များတဲ့ခရီးဆိုတာသိပါတယ်။အခုလိုပဲအရင်သွားခဲ့တဲ့ခီးရီတုံးကလည်းတိုက်ခိုက်မှုတွေကြုံရတာလူသေးတာမျိုးတွေအထိရှိရလို့သိထားတယ်လို့အသံဘက်က CNN ကိုစွန်ခဏရက်ကပြောပါရတယ်။ အသက်22နှစ်အရွယ်ဆွေဒင်နိုင်ငံသူဂရက်တာတန်ဘတ်ဟာရာသီဥတုဖောက်ပြန်ပြောင်းလဲနေမှုကိုအမြန်ဆုံးတုံ့ပြန်ဆောင်ရွက်ဖို့ကမ္ဘာကောင်းဆောင်တွေကိုတိုက်တွန်းခဲ့သူအသက်55နှစ်အရွယ်မှာကြောင်းပြေးပြီးရာသီဥတုအရေးအတွက်ဆွေဒင်ပါလီမန်ရှေ့ဆန္ဒပြခဲ့သူငယ်ရွယ်ပေမဲ့လည်းဥဆောင်နိုင်ပြီးဒေရိုးပြောဆိုတက်မှုတွေကြောင့်ကမ္ဘာကတည်သူတအူးဖြစ်ပါတယ်။ ကိုလံဘီယာနိုင်ငံလယ်ပိုင်း၌မဂနီကျူ6.3ရှိအားကောင်းသောမြေငလျင်လှုပ်ခတ်ခဲ့တာကြောင့်အဆောက်အအုံအချို့ပြက်စီးခဲ့ရပြီးပြည်သူများလမ်းများပေါ်ပြေးထွက်ခဲ့ရဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မဂနီကျူ6.3ရှိတဲ့စောက်ကြိမ်ငလျင်ဟာကိုလံဘီယာနိုင်ငံအလယ်ပိုင်းမှာလှုပ်သွားခဲ့ပြီးနောက်အဆောက်အအုံတွေရိမ်းထိုးတာအချက်ပေးအဝေါ်တန်တွေကျေလောင်စွာမြည်တာထိတ်လန့်နေရတဲ့ကိုလံဘီယာနိုင်ငံသားတွေဟာဇော်လာရှိရက်ကလမ်းတွေပေါ်အမြန်ထွက်ပြေးခဲ့ရတယ်လို့သိရပါဗျ။ ဇွန်၈ရက်ဒေတာစံတော်ချိန်မနက်၈နာရီ၈မိနစ်မှာမြို့တော်ဘိုကိုတာရဲ့အရှိတ်ကီလိုမီတာ180 105မိုင်အကွာမှာမြင်းကလေးလှုပ်ခတ်ခဲ့တာဖြစ်ပြီးနိုင်ငံရဲ့နေရာများပြားမှာမြင်းကလေးတံကိုခန်းစားခဲ့ကြရပါတယ်။မြင်းကလေးဘဟုချက်နဲ့မဝေးလာတဲ့ပရာတီပြူနိုမြို့မှာတစ်စည်တစ်ပိုင်းပြိုကျနေတဲ့အဆောက်အုံတချို့ကိုတွေ့ရတယ်လို့ AFP သတင်းတောက်တွေကပြောပါရယ်။ဖျားเจ้าရဲ့နေရက်တစ်ခုဟာဆိုးရွားစွာပျက်စီးသွားတာကိုတွေ့ရကြောင်း AFP သတင်းတောက်တွေကပြောပါရယ်။အနီးအနားကမြို့ကန်တွေက ြိုကျနေတဲ့သုံးမိုးအဆောက်အုံတို့ရဲ့အပြည့်စည်တွေကိုဖယ်ရှားနေတာကိုတွေ့ရပါတယ်။ပြင်းပြင်းထန်ထန်တရားရသူတွေရှိတယ်ဆိုတဲ့သတင်းမကြားရသေးကြောင်းတာဝန်ရှိသူတွေကပြောကြားခဲ့ပါတယ်။ဒါပေမဲ့တခြားကြေးရွာတွေမှာအသေးစားထိခိုက်ပျက်စီးမှုတွေကိုစီစစ်နေတယ်လို့ဆိုပါတယ်။မြို့တော်ပုဂိုတောင်မှာငလင်လုံချိန်ကြာမြင့်ခဲ့တာကြောင့်အချက်ပေးအော်အော်တန်တွေကျင်းလောင်စွာမြင်နေခဲ့တယ်လို့သိရပါဗျ။လုံချိန်10မိနစ်နီးပါးကြာမြင့်ခဲ့တဲ့ငလင်မှာအဆောက်အအုံအမြင့်တွေရင်းထိုးနေတာကိုတွေ့ရပါဗျ။ ဒါကြောင့်ပိုကိုတာမြို့သူမြို့သားတွေဟာအဆောက်အုံနေတဲ့ကနေပြေးထွက်ပြီးပန်းကြံတွေတခြားနေရာလွတ်တွေမှာအပြေးလွှားခုံလုံခဲ့ကြရပါတယ်။နောက်ဆက်တွဲမြင်းကလေးတွေလှုပ်ခဲ့ပြီးတဲ့နောက်လူအများအပြားကအဆောက်အုံတွေအတွင်ပြန်ဝင်ဖို့ကြောက်နေခဲ့ကြပါတယ်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ဘူအသင်းမှအယ်ဂျီးရီးယားနှစ်နောက်ခံကစားသမားအိုင်နိုရီကိုမန်စီးတီးအသင်း2030ပြည့်နှစ်အထိစာချုပ်ချုပ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မန်စီးတီးအသင်းဟာခုအသင်းကအယ်ဂျီးရီးယားလက်ရွေးစင်နောက်ခံကစားသမားအိုင်နိုရီကို ပေါင်36.3တန်းနဲ့ခေါ်ယူခဲ့ပါတယ်။24နှစ်ရှိတဲ့အိုင်နိုရီကိုမန်စီးတီးအသင်းက2030ပြည့်နှစ်အထိတက်တန်းရှိတဲ့စာချုပ်တရက်ချုပ်ဆိုခဲ့တာပါ။အိုင်နိုရီအနေနဲ့2025 FIFA Club ကမ္ဘာဖလားပြိုင်ပွဲဝင်မဲ့မန်စီးတီးအသင်းမှာပါဝင်ကစားနိုင်မှာဖြစ်တယ်လို့ BBC ကဖော်ပြခဲ့ပါတယ်။ 11ရက်တိုင်းရဲ့ဇွန်လ10ရက်နေ့ညပိုင်းသတင်းတွေကိုတိုက်ရိုက်ထုတ်လွှင့်ပေးခဲ့တာပါကြီးစုနားဆင်ပေးကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရစေအေဂျင့်နဲ့ညကလေးဖြစ်ကြပါသည်ရှင်